မလှရီပြင်းရှင်မရောင်တနခသွေးလို့ပါဖို့တင်လုံငန်းတွေဝင်းယူရမပြတ်ပါဘူးတို့မြန်မာမျိုးသမီးလေးရှင်ရှင်လုံးလေးလေးချစ်သေးတော့နဲ့တော့တနခရဲ့အပွား မကတော့ရှမ်းပြည်နယ်အမျိုးသမီးရအဖွဲ့ဥက္ကဋ္ဌဒေါ်ထထဝင်းဖြစ်ပါတယ်ရှင်။ဒီကနေ့ကျင်းပတဲ့အခမ်းအနားကတော့မြန်မာတနခါယဉ်ကျေးမှုဒလေကို UNESCO ရဲ့လူသားမျိုးနယ်ကိုစားပြု Dreamer ယဉ်ကျေးမှုအမွေအနှစ်စာရင်းကိုတင်သွင်းနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားတဲ့နေရာမှာအထောက်ပံ့တွေဖြစ်စေဖို့အတွက်ရည်ရွယ်ပြီးတော့ကျမတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့မှကုညီပံ့ပိုးပေးပြီးတော့မှကျမတို့ရှမ်းပြည်နယ်မျိုးသမီးရအဖွဲ့ကနေဥဆောင်ပြီးတော့ကျင်းပပြုလုပ်တဲ့အခမ်းအနားလေးဖြစ်ပါတယ်ရှင်။ကျမအနေနဲ့ ဲ့မျိုးသမီးရအဖွဲ့အနေနဲ့အများကြီးပဲဝမ်းသာမိပါတယ်ဂုဏ်ယူမိပါတယ်မြမတနခါယဉ်ကျေးမှုဓလေလူသားမျိုးနယ်ကိုစားပြု drum ယဉ်ကျေးမှုအမွေနဲ့အဖြစ်အမြန်ဆုံးရရှိပါစေကြောင်းစုမုံကောင်းတောင်းရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်ရှင်ဟုတ်ကဲ့ကျမတော့ဒေါကီတီအောင်ဖြစ်ပါတယ် ကျွန်မကမြန်မာနိုင်ငံမြို့သူများနေကလေးများဘဝမြင့်တင်အသည်ရဲ့ဥက္ကဋ္ဌတူလေးဖြစ်ပါတယ်ဒီနေ့အခမ်းအနားတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့မြို့ရခမမှာကျင်းပါတယ်မြန်မာတက်နှက်ခါရင်ကျေးမှုဒလိအခမ်းအနား ီအစီအစဉ်ကိုလာတက်တာဖြစ်ပါတယ်ရှင်။ကျမတို့အနေနဲ့ဒီအစီအစဉ်လေးကိုတက်ရပါတာအမြဲတမ်းလေးဝမ်းသာပါတယ်။ကိုယ့်မြန်မာနိုင်ငံရဲ့ဒီမြန်မာတက်နှခါကိုပေါ့နော်ဒီလိုအခမ်းအနားနဲ့တကွာကျမတို့ဖော်ထုတ်ပြသခွင့်ရတာကိုအမြဲတမ်းဂုဏ်ယူပါတယ်။ကျမတို့တွေလည်းဒီမြန်မာတက်နှခါရဲ့ delay ထုံတန်းအစဉ်လောက်ဆက်လက်ဆောက်ရှောက်သွားပါမယ်လို့ကျမတို့ဒီဒီခမ်းနားတွေပြီးပြောကြားလိုပါတယ်ရှင်။မြန်မာ KI တိုင်းစီပညာဦးစီးဌာနမှာ KI တိုင်းရင်းစေးမှုဒေါခင်လီတာကိုဖြစ်ပါတယ်ရှင်။မြန်မာတက်နှခါဆိုရင်စေပက်အတုံးဝင်ပါတယ် ယ်မြမတနခါပူပူခေပူနွေးစေပါတယ်သွေးကိုကြွားစေပါတယ်အပူနာအေးနာနာနှမျိုးစလုံးကိုအသုံးပြုနိုင်ပါတယ်နှွေမိုးဆောင်300စီလုံးနဲ့အသုံးပြုနိုင်ပါတယ်အေးသောရာသီမှာမြမတနခါကိုလိမ့်ချဲလို့ရင်ပူနွေးစေပြီးတော့ပူသောရာသီမှာမြမတနခါကိုလိမ့်ချဲမယ်ဆိုလို့ရင်အေးမြစေပါတယ်ဒါကြောင့်မို့မြမတနခါကိုလိမ့်ချဲတင်ပါတယ်ရှင်ဒီမိုင်းနမယမင်းသစင်ပါရှင်ဘဘတင်တန်းကြောင်းမှာပညာတင်ကြားနေရတဲ့တတိယနှစ်တင်တန်းသူဒုနာပြုတင်တန်းသူဖြစ်ပါတယ်ရှင်အခုလိုဒီပွဲတက်လိုက်ရတဲ့အကြောင်းမလို့ အဲမြမရင်ကျေးမှုတနခါရိုးရာကိုလည်းထိမ့်တဲ့ရလည်းမြောက်ပါတယ်အဲကြောင့်မလို့ဒီပွဲကိုလည်းအဲဆက်လက်ပြီးတော့မှ ်များများကျင်းပစေချင်ပါတယ်ရှင်။ဒီမှာကတော့ကန်ရှင်ရက်ွယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်တီရာလိန်ဖြစ်ပါတယ်ရှင်။အခုညီမရင်ကျေးမှုဒလီတနတ်ခါလှူရှားမှုအခမ်းအနားလေးကိုတက်ရောက်ခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။ဒီအခမ်းအနားကိုတက်ရောက်ခြင်းအားဖြင့်ကျမတို့တွေဒီတနတ်ခါရဲ့စိတ်ဖက်ဝင်ပုံဒီညီမတနတ်ခါရဲ့ရာဇဝင်ဟိုညာကိုလည်းသိရှိရတဲ့အတွက်ဒီအခမ်းအနားကိုကျင်းပပေးတဲ့လူကြီးမင်းများအားလုံးကိုလည်း ဲကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမတို့မြမရင်ကျေးမှု အကျန်းပွဲတော့ဟာလဲကဘာမှာဆိုရင်မြမအမွေနေ့စည်ရင်ဝင်သွားပြီဖြစ်ပါတယ်ရှင်အဲ့အဲ့အတွက်ကိုလဲဝမ်းသာဂုဏ်ယူမိပါတယ်ရှင်ယခုကျင်းပတယ်မြမရင်ကျေးမှုတနခါလိုင်းတဲ့အခမ်းအနားဒီလဲမြမရင်ကျေးမှုအမွေအနေ့စည်ရင်ဝင်သွားမယ်ဆိုတာကျမယုံကြည်မိပါတယ်ရှင်အခုလိုတနခါမြမရင်ကျေးမှုတနခါလိမ့်ချက်ချင်းကိုဖော်ထုတ်ခြင်းအပြင်ယနေ့ခေတ်ကာလလူငယ် မျိုးသမီးငယ်လေးများသမီးငယ်လေးများဟာလည်းမြမသနခါလိမ့်ချယ်မှုမှာပို့ပြီးစိတ်ဝင်စားမှုပါဝင်လာတာကိုတွေ့ရှိရပါတယ်ရှင်။သမီးငယ်လေးများအနေနဲ့ဖြစ်လဲဒီမြမသနခါရဲ့ရာဇဝင်သနခါအသုံးဝင်ပုံကိုလည်းသိရှိရတဲ့အတွက်အခုခေတ်ကလေးသူငယ်များသမီးပြူလေးများအနေနဲ့လည်းများစွာဘ ഹു တုတာရရှိသွားမယ်လို့ယုံကြည်ပါတယ်ရှင်။မင်္ဂလာ ါရှင်။တမီနာမေကတော့မအိမ်ပြတာဖြစ်ပါရဲ့ရှင်။တမီကတော့အမှတ်တွဲအခြေခံပညာအထက်တန်းကျောင်း Grade 7မှာပညာသင်ယူနေရဲ့ကျောင်းတလီပဲဖြစ်ပါရဲ့ရှင်။ဒီကနေ့မှာကျင်းပပြုလုပ်တဲ့မြမတနခရင်ကျေးမှုတလေးလှောက်ရှာမှုအခမ်းအနားမှာတမီအနေနဲ့ပါဝင်ခွင့်ရရှိရတဲ့အတွက်အရေးအဝန်တကောက်ယူမိပါရဲ့ရှင်။မြမတနခကိုမြမနိုင်ငံမှာဒါမကပဲနဲ့ကပအမွေအနှစ်စေရုံးဝယ်ဖြစ်တင်တင်ထားတာကိုမြမလူမျိုးတယောက်ဖြစ်တဲ့တမီတရှိရတဲ့အတွက်ကြောင့်မလို့အများစွာဝမ်းမြောက်ကောက်ယူမိပါရဲ့ရှင်။